Hello အားလုံးမင်္ဂလာပါ Code Football Channel နဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲဒီဗီဒီယိုကကျွန်တော်တို့ဒါအတုပ်ဆုံးပေါ့ညာနော်ရှိသည်မြပွဲလေးထဲကကျွန်တော်ကြိုက်တာတွေရွေးပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ပထမဗီဒီယိုဖိုင်မှာတော့လပါဘူးအတင်းနဲ့မန်ယူအတင်းတို့ရဲ့ဒါဒီညအကောင်းဆုံးပွဲစဉ်ကိုကျွန်တော်တုံးတက်ပေးထားပါတယ်เนาะအမနာနားမထောင်တဲ့ညီဝေရှိလို့ရှိရင်တွားနားထောင်လို့ရပါတယ်အဲဒီဗီဒီယိုမှာတော့ကျွန်တော်အစဆုံးဒါအတင်းနေများတဲ့အတွက်တော့နည်းနည်းလေးတော့မြန်မြန်လေးပြောမယ်ပေါ့เนาะ နောက်ပြည်မြလီပွဲကပဲကျွန်တော်စပြီးတော့ပြောပြပေးပါမယ်။စပါးနဲ့အက်စတွန်ဗီလာ9နိုင်ခွဲကံမှာဖြစ်ပါတယ်။လက်ရှိမှာစပါးက level ကို65ပြားရှုံ3လုံးကို60နိုင်။အဲဒီကြီးတန်းကကျွန်တော်တို့အမှတ်ပေးစရာအရာကြည့်မယ်ဆိုရင်နုပါတယ်။ဘာကြောင့်နုတယ်လို့ပြောလဲဆိုတော့ဒီနေ့မှဂန်မဲ့မန်ယူအတင်းနဲ့လဘာဝအတင်းတွေအမှတ်ပေးစရာအဆင့်ကွာဟာချက်ကလည်း7ဆင့်ရှိပါတယ်။ လက်ရှိစပါးနဲ့အက်စတန်ဗီလာအတင်းရဲ့အဆင့်ကွာချက်ကလည်းရှင်းစင်ရှိပါတယ်။အဲ့တော့လီဗာပူးကတော့မှမန်ယူတလုံးတည်ရဝင်ယူပေးနိုင်နေဆိုရင်ဘာဖြစ်လို့စပါးကလည်းအက်စတန်ဗီလာတလုံးဝင်ယူမပေးရတာလဲ။အိမ်ကွင်းချင်းအတူတူပဲလीနော်။အော်ဒီလိုမျိုးအမက်ပေးစရာရှင်ကွန်ပဲလှုပ်လိုက်မယ်ဆိုရင်လက်ရှိစပါးပေးထားတဲ့အတင်း စပါတင်းမေးတိုင်းကြီးတန်းကနုလေလို့ကျွန်တော်တတ်မှတ်လို့ရတယ်။လက်ရှိမှာစပါအဆင့်9မှာအဆွန်မီလာ73မှာ9နဲ့73ကိုတလုံးအပြည့်နိုင်မဖြစ်တင်ဘူးထင်ပါရဲ့နော်။အဲ့တော့အမှန်ပဲဆရာရရတော့မဖဲမဖြစ်ဘူး။အဲ့တော့လက်ရှိ ကာရန်ဖောင်နီယာကြည့်မယ်ဆိုရင်အက်စတိုမီလာယာဒီဆာမှာရုံးကန်ခဲ့ရတယ်ဆိုပေမဲ့နောက်ပိုင်းမှာနိုင်ပွဲလေးတွေဒါလေးပွဲဆက်လောက်ဒါခက်ဆက်စိတ်လေးကျွန်တော်မြင်လာရပြီပုံမှန်ပုံစံကောင်းလေးဖြည်းဖြည်းချင်းပြလာပြီစပားကကြတော့ဘောင်းမြန်ယာဒီဆာမှာကောင်းခဲ့ပြီးတော့ကျွန်တော်နောက်ပိုင်းမှာနည်းနည်းလေးအတေကြတယ်ပွဲတိုင်းကိုယ်ရပေးခဲ့ရတယ်เนาะဒီလိုမျိုးလေးနည်းနည်းလေး shaky လေးဖြစ်လာတယ်ပေါ့အဲစပါကတော့တခုတော့ရှိတယ်အာဂျိုင်းယက်မှာချန်ပီယံလိ စပါလိကန်နေရဟွန်ကောင်လိကန်ရပဲအစတမီလာလဲယူပါလိကန်နေရတာပဲပေါ့နော်အဲ့တော့စပါဒါဘီမိုနာကိုသွားကန်မယ်နောက်တစ်ခု အစတမီလာကကျွန်တော်တို့ကိုဟက်အီကဲပေါ့နော်နယ်ဒါလန်ကိုသွားကန်တင်းစလုံးအဝေးကွင်းဥရောပွဲစဉ်တွေသွားကန်မှုတော့ရှိနေတယ်အဲ့တော့လက်ရှိမှာ စပါပေးထားတဲ့ဂျီရန်နုနေတဲ့အတွက်နော်ကျွန်တော်ဒီပွဲမှာအောက်အတင်းအစတမီလာကြိုက်တယ်နောက်တစ်ခုကဂိုးပေါင်းအောက်ကြိုက်ပါတယ်နော်ဂိုးပေါင်းအပေါ်ကကျွန်တော်မကြိုက်ဘူးမကြိုက်ဘူးလို့ခုနကပြောသလို့ ဟိုနှစ်တင်းဆုံးဥရောပပွဲကံမှုရှိနေတယ်ပြီးတော့အဲအရင်ကြီးယုံစားလို့မရသေးဘူးပေါ့နော်စပါရောအက်စတန်ဗီလာပွဲတိုင်းတော့ဂိုးတွေဂိုးပေးဂိုးယူတွေပွဲတိုင်းနှိပါတော့တွေ့နေရတယ်ဆိုပေမဲ့ဒီနေ့မှအရင်ကြီးပွဲ open play ကလာမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်အော်ထိန်းတင်းလေးနဲ့ဒါဥရောပပွဲဒီဘက်ကိုလည်းအာယုံကြီးနည်းနည်းရောက်နေမယ်လို့ကျွန်တော်တွေ့တယ်အဲအကြောင်းမလို့ဒါဂိုးပေါင်းအောက်လေးကြိုက်တယ်အဲပြီးစပါ sorry ကျွန်တော်အက်စတန်ဗီလာဘော်ဒီကြိုက်တယ်ပေါ့နော် ဒါဒီညမှာကျွန်တော်တို့စပားနဲ့အစွန်မီလာပွဲစဉ်မှာကိုပေါင်းအပေါ်တက်သွားတာမျိုးပေါ့နော်ပြီးတော့အပေါ်အတင်းစပားကြီးအောင်သွားတာမျိုးဆိုရင် နောက်လာမယ့်လပါဘူးနဲ့မိုင်ပွဲစဉ်မှာလပါဘူးအပေါ်အတင်းဘော်ဒီနည်းနည်းလေးအန်တင်များတယ် နောက်တစ်ခုကကိုပေါင်းအပေါ်နည်းနည်းလေးအန်တင်မြိုက်ဒီနှစ်ပွဲလေးရှိတဲ့နေ့မှာပြည်မားလီမှာနှစ်ပွဲရှိတဲ့နေ့မှာနှစ်ပွဲစလုံးဇုံပေါ်တွေပေးမအောင်ဘူးဇုံအောက်တွေပေးမအောင်ဘူးနော်အဲ့လို crossing သွားမယ်စပားပွဲမှာအောက်အတင်းအောင်ရင်လပောက်မှိုင်ပွဲအပေါ်အတင်းအောင်မယ်ပြီးစပားပွဲကိုပေါ်တန်လပောက်ပွဲလပောက်မှိုင်ပွဲကိုပေါ်အောက်သွားနိုင်တယ်ဒါမျိုးလေးဖြစ်လာနိုင်ကြီးရှိတယ်ဘောနော်နော်အာဒါကနှစ်ပွဲလေးရှိတဲ့ leap တွေမှာဒီလိုမျိုးဖြစ်တဲ့ flow တစ်ခုရှိရဲဆိုတော့ပြောပြပေးတာဖြစ်ပါတယ်အဲနောက်တစ်ပွဲကျွန်တော်အီတလီ series တွေသွားပါမယ်ခုနကခွဲခဲကလေးယာရင်နဲ့ပိုလွန်တာကျွန်တော်ဂျူမီနဲ့ပွဲ ွဲကို skip ပါတယ်9နိုင်ပွဲမလို့ပါနော်။အော်မနေ့က3ထားမိတော့ EC series အကုန်လုံး9ပေါင်းနေအောက်သွားတာကိုတွေ့ရပါတယ်။ဒီနေ့မှတော့9ပေါင်းအပေါ်လေးတွေပြန်မြင်ရဖို့ရှိပါတယ်။ဒါပြင်လက်ရှိကက်ကလီယာရဲ့ဘိုလွန်နာပွဲစဉ်မှာ level 80ရှုံးဘိုလွန်နာပေးပါတယ်9ပေါင်းနှလုံး90ရှုံးပေးပါတယ်ကျွန်တော်ဒီပွဲမှာကက်ကလီယာရဲ့ဒါလေလက္ခဏာအရာရောဘိုလောနာရဲ့အဝေးကွင်းဆန်းဆောင်အရာကိုကျွန်တော်ဒီပွဲမှာတော့ကိုပေါင်းအောက်ကိုဆက်ပြီးတော့ကြိုက်ထားပါတယ်အဲဂျူမင်တန်နဲ့ ဟိုကနေကိုမပွဲကိုပေါင်းပေါ်တွားနေတွားနေပါလား easily ကအစောဆုံးထုတ်ကန်တဲ့တနင်္ဂနွေ9နိုင်ပွဲလေးမှာအပေါ်လေးရနေနေလေးမြင်ရတာရှိတယ်ပေါ့နော်အဲဒီတခြားကြောင့်အဲဂျူမင်းတဲ့ပွဲကိုပေါ်ခဲ့မယ်ဒီပွဲကလည်းကိုပေါင်းပြန်သွားနိုင်တယ်ရှိအဲကြောင့်ဒီပွဲကိုပေါင်းအောင်ပဲကြိုက်တယ်ဂျီနိုအာနဲ့ပါမာဂျီနိုက level 50ရှုံးနှလုံးသိဒီပွဲမှာလည်းကျွန်တော်ကိုပေါင်းအောင်ကြိုက်ပါတယ်နောက်တစ်ခုက body မှာကျွန်တော်ဂျီနိုအာ body ကြိုက်ပါတယ်ပေါ့နော်ဂျီနိုကအိမ်ဝင်းမဆိုးဘူးကျွန်တော်အိမ်ဝင်းကစားအားလေးပိုနှစ်တက်တယ်ပြီးတော့တန်းစင်းဆုံး အောက်ဆုံးမှလည်းရောက်နေတယ်နှစ်မှတ်ပဲရတာနှစ်ပွဲတည်းလေးပွဲရှုံးအဲဒါကြောင့်ဂျီနိုအာဒီနေ့အိမ်ဝင်နိုင်ပွဲလေးရှာပြီးတော့ဒါသုံးမဲ့ယူသွားမယ်လို့ကျွန်တော်တွေ့တယ်အော်ဂျီနိုအာ1စီးနိုင်မလား2စီးလောက်နဲ့နိုင်မလားပေါ့နော်ကိုပေါင်းကတော့2တီဖြစ်ရတဲ့တော့နည်းနည်းလေးတော့အန်ဒီရောများတယ်ဒါပေမဲ့ကျွန်တော်ကိုပေါင်းအောက်ပဲကြိုက်တယ်ဂျီနိုအာဘော်ဒီနဲ့ကိုပေါင်းအောက်လေးကျွန်တော်ကြိုက်ပါတယ်နောက်တစ်ပွဲကအတ္တလန်တာနဲ့လာစီယိုအတ္တလန်ကအတ္တလန်တာကတလုံးကို65ပြားနိုင်နှလုံးအပြည့်ရှုံး၃လုံးအပြည့်နိုင်အဒီပွဲက ပြောမယ်ဆိုကျွန်တော်ဘောလုံးပွဲလောင်းနီးဆိုတဲ့ဗီဒီယိုထဲအတိုင်းပဲတလုံး60ဝင်ရိုးတလုံး60နိုင်ပါတော့ဝင်ရိုးတော့မဟုတ်တလုံး60နိုင်ခြေတန်းကြီးကအင်ရှင်အဲ့လိုပြီးရခြေတန်းကြီးကကြာရများတယ် ပြီးအိုက်ဒလန်နာနဲ့လာစီကိုလက်ရှိမဲ့ပေးလျာရာကတော့အဆင့်ကွာချက်ပြီးတော့ကြီးမားတယ်6နဲ့14ဆိုတော့နော်ဒါပေမဲ့အတင်းလေဘယ်အချင်းချင်းအတင်းပုံရိပ်ချင်းချင်းနော်ဒီလိုမျိုးလေးပြန် compare လုပ်မယ်ဆိုတော့ဒီနှစ်တင်းဒီအရန်ကြီးကွာဟနေအတင်းမဟုတ်ဘူးအဲအတလန်တာကနည်းနည်းလေးတော့တာတရာအောင်တော့ရှိပေမဲ့အရန်ကြီးကွာနေအတင်းတော့မဟုတ်ဘူးပေါ့နော်ဟော level 2အတင်းလို့ကျွန်တော်ပြောလို့ရပါတယ်အဲ့တော့ဒီဘက်မှာအတလန်တာအိမ်ကွင်းဖြစ်နေတဲ့တလုံး60နိုင်65ပြားနိုင်ကျွန်တော်စိတ်ထဲမှာနုတယ်လို့ကျွန်တော်တွေးတယ်အဲ့တော့ဒီပွဲကကျွန်တော်အောက်တင်းလာစီကို ဘော်ဒီလေးကိုကျွန်တော်ကြိုက်ပါတယ်ဂိုးပေါင်းကတော့နည်းနည်းလေးခမ်းမန့်ခက်နေပြအတလန်နာကဂျာယက်မှာလာမယ့်ဂျာယက်မှာချန်ပီယံလိဆလာဗီယာပရာဟာနဲ့ကံမှုရှိရယ်လာဇီယိုကတော့ဘာမှမရှိဘူးเนาะလာဇီယိုကဒါပြီးတော့ဂျူပင်တက်နဲ့အိမ်ဝင်းကံလာဇီယိုဒီပွဲမှာညစ်ကံလိမ့်မယ်ပြကျွန်တော်လာဇီယိုဘော်ဒီတချောင်းမဲကြိုက်တယ်ဂိုးပေါင်းကိုတော့နည်းနည်းလေးရှောင်ရင်ပါတယ်เนาะအဲနောက်တစ်ပွဲ AC နဲ့ Fio AC ကတလုံး65ပြားနိုင်နှလုံး80ရှုံဒီပွဲလဲခုနလိုပဲ AC ပေးတဲ့ဂျင်းနဲ့ကနုတယ် ဟို AC ကလက်ရှိမှာမပေးဆရာမှာဆိုရင်3အန်4မှာနော်ဟို Fiorentina တန်းနေဆိုရင်ရောက်နေပြီ3မှတ်နေအောင်မှာအဆင့်ဆက်ရှက်တယ်နော်အော်ဒီပွဲမှာကျွန်တော် Fiorentina ပဲကြိုက်နေ AC ပြောမယ်ဆိုရင်ဒီပွဲထိုးထားတော်များ AC နိုင်မယ်လို့ပဲတွေးမှာပဲ AC လည်းဟိုလက်ရှိရှေ့လန်းခြေစွမ်းရကြည့်မယ်နောက်ဆုံး 6ပွဲဆက်ရှုံးဝဲမရှိတော့ဘူးဗျာနောက်ဆုံး6ပွဲမှာ9ပွဲနိုင်တယ်တပွဲတေချာကြာကြရတဲ့ပွဲကလည်းဂျူမီတက်အဝေးကွေးမတေချာလက်ခံပြီးလို့ရအဲ့တော့ AC ရဲ့ကားလမ်းဖောင်ရကြည့်မယ်ဆိုဒီပွဲက AC ဒီထက်ပိုပြီးကြေးပြလို့ရတာ 1D အောင်ပြလို့ရတယ်ဗျာအဆင့်၄ရနေဟိုအောက်အောက်နာအဆင့်၁၈လောက်ကအတင်ဟုတ်တယ်မလားအဲ့တော့ဒီပွဲလည်းကျွန်တော်ကြေးမကြိုက်ဘူးအဲ့တော့အောက်အတင်အောက်အတင်အဲဟိုဟာပဲကြိုက်တယ်ဖီယိုနီနာဘော်ဒီပဲကျွန်တော်ကြိုက်ပါတယ်နော် ဒီပွဲကတော့ကိုပေါင်းအပေါ်နည်းနည်းလေးကောင်းနေဗျနှလုံး80ရှုံးဆိုပေမဲ့ကိုပေါင်းအပေါ်တက်သွားနိုင်တယ် AC of Fiorentina ကောနည်းနည်းလေးဒါဂိုတွင်းအားလေးရှိတယ်ဗောနော် Fiorentina ဂိုတွင်းအားရှိရတော့မို့ AC ကပုံကြီးဂိုတွင်းအားရှိရယ် Fiorentina နောက်တန်းဂိုးတွေပေးနေရလို့ဗောနော်ဒါပေမဲ့ Fiorentina ရုံးလာမယ်လို့ကျွန်တော်တွေးတယ်အဲဒါကြောင့်ကျွန်တော် Fiorentina ဘော်လေးကြိုက်တယ်ကိုပေါင်းအပေါ်လေးကြိုက်ပါတယ်နော်အနောက်ပွဲကစပိန်လာလီကဆယ်ရာဘီကိုနဲ့ဆိုစီတက်ဒီပွဲမှာဆယ်ရာဘီကလေဗယ်80ရှုံ3လုံး85ပြားနိုင်ဒီပွဲက အဲဈာရက်ပေါ့နော်ဥရောပွဲတင်မရှိဘူးဒီဘွဲကျွန်တော်ချက်ရှင်းမဲ့ဒီကိုပေါင်းပေါ်တန်ပေးလိုက်လို့ရတယ်အဲဒါမဲ့နည်းနည်းလေးစိုးရင်းစရာရှိတာဆယ်ရာဘီကဒါပြီးရင်ဈာရက်မှာဒီ night နဲ့ယူပါလီကံမှုရှိနေတဲ့တစ်ချက်ကြောင့်ကျွန်တော်ကိုပေါင်းပေါ်တစ်ချက်ပြန်စဉ်းစားနေရတယ်ပေါ့နော်အဲဆယ်ရာဘီကိုအနေနဲ့နိုင်ပွဲတော့ဒီစပိန်လာလီဂါမှာနိုင်ပွဲမရသေးဘူး ဒီသူနိုင်ပွဲဆရတာကပေါ့နဲ့ဒီဥရောပွဲစင်မှာကတ်ဆရတဲ့ဆိုတော့ဒီနေ့မှာသူနိုင်ပွဲရမယ်လို့ဒီနေ့နိုင်တင်နေပါတော့အဲဆိုလီတက်ကို short တွက်လို့လာဆိုဆိုလီတက်ကိုလည်းတော့ short တွက်လို့တော့မဟုတ်ဘူးတရာဘီကိုအနည်းငယ်နိုင်ပွဲရတင်နေတဲ့အနေအထားတစ်ခုရောက်နေပြီလို့ဒါတွေးအတွက်ပေါ့နော်နောက်နောက်ဆုံးအဲနောက်ဆုံးပွဲမှာသူ athletic ကိုတော့တေရအောင်တော့ကစားထားလीတော့ရှိတယ်ဟောဆရာဘီကလက်ရှိမှာ6မှတ်နဲ့အဆင့်ဆက်ကိုဆိုလီတက်ကလည်း9မှတ်နဲ့အဆင့်နဲ့ဆက်လို့နှစ်သင်းစလုံးကဟိုကျမ်းကျမ်းပြင်ကိုဒီထုတ်တိုင်နေပေါ့နော်ဟော ောင်းပါတယ်ဒီပွဲကျွန်တော်ကိုပေါင်းပေါ်ပဲပေးလိုက်ပါနော်ကိုပေါင်းပေါ်ဥရောက်ပွဲတင်တပွဲကံမှုရှိနေရဆိုပေမဲ့ဒီပွဲနှစ်သင်းစလုံးဖွင့်တိုက်လာမယ်ထင်တယ်ဘင်းတော်ဖောင်ပြပုံစံမျိုး open play တွေကစားလာဖို့ရာခိုင်နှုန်းများတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာကိုပေါင်းအပေါ်ကြိုက်ပါတယ်၃လုံး85ပြားနိုင်ဆိုကြည်တန်းက ဲပုံမှန်ဆိုတော့ကိုပေါင်းအောက်ကြီးပေါ့နော်ဒါပေမဲ့ဒီရက်ပိုင်းနဲ့တည့်ရက်တိုင်းပဲလေနော်နှလုံး80ရှုံ90ရှုံနဲ့385တွေကတော်တော်လေးကိုအပေါ်လေးတွားနေရတယ်နော်မနေ့ကလည်းကျွန်တော်ဘုံပေါက်ကိုပေါင်းခံလဲရပြီဆိုတော့အော်ဒီပွဲလည်းကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ်ဘော်ဒီမှာဆက်ရပြီကိုဘော်ဒီကြိုက်ပါတယ်နောက်တစ်ပွဲလီပန်တေးနဲ့ဘယ်လကာနိုဒီပွဲမှာလီပန်တေးကိုဘယ်လကာနိုက level 15ပြားရှုံဝေးကွင်းကပေးနှလုံးကိုအပြည့်ရှုံနော် ဒီပွဲကအစင်စရာဟိုအပေါ်အောက်လေးပဲဗျလီဗန်နီက73လီဘလကန်နော74ဆိုတော့တည်တည်ဖွင့်ပေးထားဆိုတိတ်တော့အပြစ်ပြောတာဘာမှမရှိပါဘူးเนาะအော်ဒီပွဲကိုကျွန်တော်ကဘော်ဒီကိုဘော်ဒီကိုလီဗန်နီဘော်ဒီအင်ရှင်လီဗန်နီဘော်ဒီလေးကျွန်တော်ကြိုက်တယ်အဲနောက်တစ်ခုကကိုပေါင်းအပေါ်ဒီပွဲလဲကျွန်တော်ကိုပေါင်းအပေါ်ပဲကြိုက်ပါတယ်เนาะ ီပန်ဒီကအင်ကွင်းဒီနေ့ရာဒီမှာအင်ကွင်းနိုင်ဝင်မရသေးဘူးဗျဘာစီကိုတူတူလေးနဲ့ရှုံးနေပတစ်ကိုတူတူရီယယ်မက်ထရစ်ကို14တူကန်ထားတဲ့အသင်းတွေကအသင်းကြီးတွေဆိုတော့ဒါနိုင်ဝင်မရသေးဘူးကအဖြစ်ပြောလို့မရသေးဘူးဗောနော်အော်အဲ့တော့ကျွန်တော်ဒီပွဲမှာဒီပန်ဒီနိုင်များနိုင်သွားမလားဘလကန်လူကဒါပြီးရင်ဥရောပပွဲစဉ်ကျွန်တော်တို့ဗာနိတ်ကင်ရမလဲဆိုရင်ဟက်ကန်နဲ့နော်ကွန်ဖရင့်လီဒါဟက်ကန်ဆိုတော့ဆွီဒင်ပေါ့ဆွီဒင်ကိုသွားကင်ရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီပွဲကျွန်တော် ်လီဗန်နီဘော်ဒီကြိုက်တယ်ဂူပေါင်းအပေါ်ကြိုက်ပါတယ်နော်နောက်တစ်ပွဲကဂီတာဖီနဲ့ရီယယ်မက်ထရစ်ရီယယ်မက်ထရစ်ကတလုံးကို25ပြားရှုံ3လုံး65ပြားနိုင်အဲဒီပွဲကဟိုမနီးကကျွန်တော်အီဒီโกရက်ဆက်ဘာစီလိုနာရဆောကြည့်တင်နေအီဒီကိုနိုင်သွားတယ်ဒါမှဂျင်းမောင်မူဘာစီလိုနာနိုင်သွားတယ်ဂျင်းမောင်နှစ်တင်းစလုံးဂျင်းကြတယ်အော်ဒီနေ့တော့ ဒါ Real Madrid ကြီးအောင်မလားပါเนาะဒါပေမဲ့ Real Madrid ကြီးအောင်မလားဆိုရင်အနေထားမှာကလည်း Real Madrid ကဝင်းဝင်းဖြစ်နေတယ်တစ်ဖက်ကဂီတာဖေးကလက်ရှိမှာ Karen Fowler လည်းမဆိုးနေဘူးနောက်တစ်ခုက Real Madrid အနေနဲ့ Juventus ကိုကြားရဲမှာ Champion League ပြီးလို့ရှိရင် Barcelona နဲ့ Atletico Derby ဟော Real Madrid ကလည်း Lamine Fischer ကနည်းနည်းလေးဒါပွဲကျက်တယ်လို့ပြောလို့ရ Danger ဖြစ်တယ်ပေါ့เนาะအဲ့တော့ ဂီတာဖေးကအင်ကွင်းမှာတပွဲမှမရှုံးသေးဘူးတပွဲနိုင်နှစ်ပွဲတည်ကြထားလေကိုရတယ်နှစ်ကိုပဲပေးထားရတယ်ပေါ့နော်ရယ်မက်ဒရစ်ရဲ့ဝင်းကွင်းဖောင်ကသုံးပွဲနိုင်တယ်တပွဲရှုံးတယ်၁၇ကိုရတယ်ခုနှစ်ကိုပေးထားရတယ်အအဲပွဲချက်မဲ့အနေထားရစဉ်းစားမယ်ဒီရီယယ်မက်ဒရစ်တလုံးအတာနေတော့ကန့်နိုင်အောင်တော့လှုပ်သွားမှာပဲပေါ့နော်အဲဂိုးပေါင်းကြီးရ တလုံး20ရှုံ30ရှုံဝင်းကျင်မှာကိုပေါင်းကြီးတလုံးအပြည့်နိုင်နဲ့ပိတ်ထားခြင်းရပြီဒီဘက်ကိုပေါင်းပေါ်တက်ဖို့ခက်တယ်ပြီးတော့ဂီတာဖီးရဲ့ဇာတ်လိုက်ခဏကလည်းကိုပေါင်းအောက်ဒီကန်ထားတာနောက်ဆုံးအင်ကွင်း၃ပွဲစလုံးကိုပေါင်းအောက်ဒီကန်တာဖြစ်တဲ့ကိုပေါင်းအောက်လေးကအဓိကပိုကောင်းတယ်ဘော်ဒီမှာဆိုတော့ပြား20လောက်ရင်းပြီးတော့ရီမက်ထစ်ဘော်ဒီနေကြည့်တဲ့ရီမက်ထစ်1စီးနဲ့နိုင်ဖို့တော့ရခိုင်တုံးများတယ်မနိုင်လို့တော့မရဘူးဘာလို့လဲဆိုတော့ ချန်ပီယံလိပြီးရင်သူသူ့ရဲ့အဓိကမဟာပြိုင်ပွဲကြီးနဲ့ကန်မှာဆိုတော့အဲ့ပွဲမှာသူအသုံးမရပါမယ်ဆိုရအမခံချင်မရှိဘူးရှုံးရင်လည်းရှုံးမယ်တေကြရင်လည်းကြမယ်နော်နိုင်မှုနိုင်လည်းနိုင်မယ်ဒါဘာမှအမခံချင်မရှိအဲ့တော့ဒီနေ့မှာသူအသုံးမရသွားလို့ရှိရင်မနေ့ကဘာစီကနိုင်ထားအဖြစ်ဒီအသုံးမရတာသူတက်ပို့ပြီးတော့ safe side ဖြစ်တယ်အဲ့တော့ဒီဘက်မှာ real matter body နဲ့ကိုပေါင်းအောက်လေးကိုကျွန်တော်ရွေးပေးခြင်းပါတယ် real matter body ကတော့ပြား90ရင်းကောင်းရင်းရနိုင်ပါတယ်1စီးနဲ့ပြီးမယ်ဆိုပြား90ပေးလိုက်ရမယ်ကိုပေါင်းအောက်ကကာထားပြီးကိုပေါင်းအောက်ကတော့အပြည့်ရမယ်ပြား80ပဲလက်ထွက်မယ်ပေါ့နော်ဒီလိုမျိုးလေးတွဲဆော့ ော့သိကြပါတယ်။နောက်တစ်ပွဲဂျာမန်ဘွန်ဒက်လီဂါဖိုင်းဘက်နဲ့ဖရန့်ဘက်ဖိုင်းဘက်က level 10ပြားရှုံးပြီးကိုပေါင်း3လုံး40နိုင်နော်။အဲဒီလိုမျိုးလေးကကြီးလိုက်တာနဲ့ဒါဖိုင်းဘက်ကဟာဖရန့်ဘက်ကို level ဟိုခေါင်းဆုံးလေးပေးထားတယ်ရောနော်အဲ့လိုမျိုးကြီးလိုက်တာဟာ prime back နိုင်မယ်ပေါ့ဒါဒါရိုးလေးတွေ့လဲ prime back ကလက်ရှိမှာ current form ကောင်းနေတဲ့အတင်း prime back ကလည်း ောင်းနေလားဆိုမကောင်းတာမို့ကောင်းနေအလဲလက်မှာရှိနေတတင်းစလုံးကမှတ်ပေးဆရာမှာကြည့်မယ်ဆိုရင်ကက်ရက်ပဲเนาะဒါ front back ကိုညီကိုတော့ပိုကြီးထင်တာမြင်တာရှိရဲဆိုတော့ဘာကြောင့်ထင်တာမြင်တာ front back ကန်ခဲ့တဲ့ပွဲတွေမှာဆိုဂိုးပက်ဂိုးပြက်တွေနိုင်တာများနေလို့ front fine back တဲ့ဆိုင် front back ကပိုပြီးတော့ထင်တာမြင်တာရှိနေအော်ဒီနေသားမှာကျွန်တော်က front back ကလက်ရှိမှာခေါင်းဆွန်းလေးနဲ့ထွက်တာအင်ရှင်လက်ဖြစ်နေ front back ကိုနေချင်းစီကြတော့ကောင်းဒါပေမဲ့ကျွန်တော်ဒီပွဲမှာ ဖရန့်ဘက်ကြိုက်တယ်ဖရန့်ဘက်အနေနဲ့ဒီနေ့မရှုံးတော့ဘူးလို့ကျွန်တော်တွေးတယ်နောက်တစ်ခုကဖရန့်ဘက်ကိုရှုံးပွဲကြုံတွေ့တင့်ပြီဆိုရဲအချက်ကကျွန်တော်တို့အဲနောက်ဥရောပွဲစဉ်ပြကျွန်တော်မေ့နေဘိုလောနာနဲ့ပွဲစဉ်ကကျွန်တော်ကဘိုလောနာကိုကြိုက်ခဲ့တာကအဓိကဖရန့်ဘက်ရှုံးပွဲတွေ့မဲ့ဖလိုကြောင့်ကျွန်တော်ကြုံကြိုက်ခဲ့တာဒါပေမဲ့မကြုံဘူးတည်ကြတယ်အဲ့ပြီးတော့ motion glass ဘက်နဲ့ထက်ကန်တယ်။ motion glass ဘက်ကျွန်တော်ထက်ပြီးတယ်เนาะ member တက်ထဲလည်းပြီးရ free တက်ထဲလည်းပြီးတယ်။ မဟိုတီးပဲထက်ကြအဲ့ဘက်ထော်တော့ draw ဖြစ်သွားတယ်တဲဖွင့်လာ draw ပေါ့အော်ဒီနေ့တော့ကျွန်တော် fry မဲ့ရှုံးတင်ပြီလို့ထင်တာဒါမဲ့လည်းအိမ်ကွင်းတော့ဖြစ်နေပြနော်အဲ့ဒီချက်လေးတော့စိုးရင်သာရှိတယ်အဲ့တော့ကျွန်တော်က front back ကြိုက်တယ် front back အနေနဲ့တကူကတော့ဒါပြီးရင်တော့လေဘောင်းနဲ့ကန်စီရတော့ရှိတယ်ပြချန်မြန်နီးကန်တယ်အဲ့ဒါလေးတကူတော့နည်းနည်းလေးစိုးရင်စရာတစ်ချက်ရှိပါတယ် fry back ကတော့ဒါပြီးရင်ကျွန်တော်တို့ဘာနဲ့ကန်ရမလဲဆိုရင်ဥထာရက်နဲ့ဒါအိမ်ကွင်းမှာပဲယူပါလိကန်ရမယ်ပေါ့နော်အဲ့တော့ ဒီဘွဲကကျွန်တော်အောက်အတင်း front back ကြိုက်တယ်အဲဂိုးပေါင်းကကြတော့နုလာတယ်တုံးလုံး၄၀ဆက်နေဂျင်းကတုံးလုံးတေဝင်ယူဖွင့်ခဲ့တာဗောနော်တုံး3တီလာပောက်ခဲ့တာအဲဒီဘွဲမှာဂိုးပေါင်းအောက်ပေါ်တက်မယ်ဆိုရင်ကျွန်တော်10နိုင်မှာ game စိမ့်ပေါ်လီနဲ့ half fine ပွဲကိုဂိုးပေါင်းအောက် စားလို့ရတယ်။အဲဒါမှမဟုတ်ဒီပွဲကိုပေါင်းအောက်သွားရဆိုရင်တော့စင်တိုင်းပွဲကိုကိုပေါင်းပေါ်ကစားလို့အဲအဲ့တော့ကိုပေါင်းကိုတော့နည်းနည်းလေးညီကိုလို့ဒါ adjust လုပ်လိုက်ပေါ့နော်ခုနကလပါဦးမန်ယူပွဲနဲ့စပါအက်စတန်ဗီလာပွဲလိုမျိုးပဲအစောပွဲအောက်လို့ရှိရင်နောက်ကျပွဲအပေါ်ကစားလို့ရတယ်။အစောပွဲပေါ်ရင်နောက်ကျပွဲအောက်ကစားလို့ရတယ်။ကိုပေါင်းဒီလိုလေးကိုအောက်ကြည့်ကစားလို့ရပါတယ်။အဲကျွန်တော်ဒီပွဲ body မှာ front back ရွေးလိုက်မယ်။ပြီးစိမ့်ဘော်လီနဲ့ half fine ပွဲစင်မှာဆိုကျွန်တော် body မှာစိမ့်ဘော်လီ body ကြိုက်တယ်။ level 20ချုံးပေးရကိုပေါင်းရင်3လုံး85 စိမ့်ပေါ်လီဘာကြောင့်ကြိုက်တာလဲစိမ့်ပေါ်လီနောက်ပိုင်းဒီအစာပိုင်းယာတီစာလေးမှာဟိုခြေစွမ်းလေးမစိုးဘူးဆိုရင်နောက်ပိုင်းသုံးပွဲဆက်ဒါရှုံပွဲတွေ့ပါအဲ့ဒီရှုံပွဲကနေပြန်ပြီးတော့ခံပက်လုတ်ပြန်လို့ကျွန်တော်ယူဆတယ်အိမ်ကွင်းပွဲစဉ်နဲ့စပြီးတော့တည်အနိုင်ဒါမျိုးလေးပြန်ပြီးကစားလာလိမ့်မယ်လို့ကျွန်တော်တွေးတဲ့အတွက်စိမ့်ပေါ်လီဘော်ဒီကိုကြိုက်တယ်ဟော့ဖန်ဟင်းကတော့နည်းနည်း အပ်ပန်တောင်းအရင်များတယ်မန်ယူလိုပဲဟိုရှုံးလိုက်နိုင်လိုက်တေးကြလိုက်ဘာမှယုံစားလို့မရတဲ့အတင်ဖြစ်နေရပါတော့ဒီပွဲလဲကိုပေါင်းပေါ်တက်လာနိုင်ကြီးတော့ရှိရဲ့ဂျီရန်ရဆိုတော့ဒီပွဲကကိုပေါင်းအောက်သွားမဲ့ဂျီရန် flying back နဲ့ front back ကကိုပေါင်းပေါ်တက်မဲ့ဂျီရန်ပေါ့နော်ဒါမဲ့ကျွန်တော် body ကိုပဲအရင်ရွေးပေးမယ်စိတ် body body ကြိုက်တယ် flying back နဲ့ front back ပွဲစဉ်မှာဂူပေါင်းကိုစောင့်ကြည့်ပါမထိုးပါနဲ့ပေါ့နော်အဲ light back ကစားမယ့်ညီဝင်မထိုးဘဲနဲ့စောင့်ကြည့်ပြီးတော့အပေါ်အောက်လေးစဉ်းစားအပေါ်အောက်လေးကိုတစ်ချက်ကြည့်လိုက်ကြည့်ပြီးတော့အပေါ် ပေါ်ဝါရင်ဆယ်နိုင်ပွဲဒီစိမ့်ပေါ်ဒီပွဲအောက်ကိုထိုးเนาะအဲ့လိုမျိုးလေးချက်လုပ်ကြည့်ပါဗောနော်အဲ့တော့ကျွန်တော်ပြင်းတဲ့လီကူဝမ်းလန်းစနက်ပယ်ရစ်လန်းကတလုံး90နဲ့3လုံး55ပြားနိုင် တလုံး90နိုင်နဲ့၃လုံး45ပြားနိုင်ဆိုတော့ဘော်ဒီကျင်းတဲ့နှုတ်ပြီးတော့ကိုပေါင်းကျင်းတဲ့နည်းနည်းလေးပြင်းတဲ့ဘက်ကိုတွားတယ်ပေါ့နော်ဒါကကိုပေါင်းပေါ်တက်နိုင်ခြင်းများတဲ့ကျင်းတဲ့အမှတ်ပေးဆရာရလန့်က6မှာပဲရစ်က9မှာ6ကနေ9ကိုတလုံး90နိုင်ဆိုတော့အဲလက်ခံပေးလို့ရတယ်နော်အမှတ်ပေးဆရာရဒီကျင်းတဲ့ကျွန်တော်မှန်ငယ်မှုရှိရလို့ကျွန်တော်တုံးသက်လို့ရတယ်ဒါပေမဲ့ Paris ဒီကျွန်တော်ဒီနှစ်မှတန်တက်လာတဲ့အတင်း เนาะ Lance Lua ကကျွန်တော်တို့ပြင်းနေလီကူမှာကျင်လည်နေတဲ့ senior အတင်းအဲ့တော့ senior အတင်းနဲ့ junior အတင်း level တခုကိုရှင်ရှင်ပြီးတော့ကြည့်မယ်ဆိုတော့တလုံး90နိုင်ကြီးနေတာနှုတ်တယ်ပေါ့เนาะအော်ဒီပွဲကနည်းနည်းလေး body က anti များတယ်ပြီးတော့ lunch နဲ့ဒါပြီး mass နဲ့ gain ရမယ်ဗျာเนาะအဲ့လေးတခုသူ့မှာသုံးရင်းလာရှေ Perry ကတန်းတဲ့အတင်းဆိုမယ်ကျွန်တော်တို့ Premier League မှာဆိုရင် Sunderland အိမ်ကွင်းလိုမျိုးပဲ Sunderland လိုမျိုး form ကောင်းနေ Leeds United ဆိုရင်လည်းအဝေးအိမ်ကွင်း form ကောင်းအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပေါ့เนาะအဝေးကွင်းကျတော့နည်းနည်းလေးအဲသူတပွဲတော့နိုင်ထားရ ဆိုမှဝင်းဝင်းကတောင်ကျန်တဲ့ပွဲသူရှုံးထားတယ်မာစီဆိုရင်သူ fight through နဲ့သူရှုံးတယ်ပေါ့နော်အဲ့လိုလေးတွေတော့ရှိတယ်အဲ့တော့ Paris ကဝင်းဝင်းအလောက်ကြီးကောင်းလာတယ်ကောင်းတဲ့ထည့်တော့မပါပါဘူးနော်အဲ့တော့ဘာဖြစ်လို့နည်းနည်းလေးပူပစ်လိုက်ပါလားတလုံး90နာရီလောက်နော်အဲ့လိုမျိုးပြေးမယ်ဆိုအဆင်ပြေတော့အဲ့တော့ကြောင့်ကျွန်တော်ဒီနေ့တော့ lunch body နည်းနည်းလေး Andian များတယ်ဒါပေမဲ့ J feint ထားတာလည်းဖြစ်နိုင်နေပြီဒီပွဲ J lunch ကိုမနေရအောင်လုပ်ထားတာမျိုးဆိုတော့ဒီပွဲ လန့်ကဘော်ဒီကြီးအောင်တွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ကိုပေါင်းအပေါ်ပဲရွေးပေးခြင်းနဲ့၃လုံး45ပြားနဲ့ဖြစ်တယ်ပဲလေးကလည်းဂိုးတွင်းအားရှိတယ်ကိုလည်းပေးရတယ်ဆိုတဲ့အနေအထားမှာကိုပေါင်းအပေါ်လေးကပိုကောင်းပါတယ်နော်ဘော်ဒီလက်ရှောင်ခြင်းပါတယ်နောက်တစ်ပွဲ Lorian နဲ့ Brush Lorian က level ကို၅ပြားရှုံးပြီးခေါင်းဆုံးထွက်ရှင်နေတယ်စတဲ့ကြီးတော့တတဲပဲအခုလည်းတတဲပဲဒါပေမဲ့ minus 2 minus 3 minus 5ဒီလိုလေးအပြောင်းလေးဖြစ်နေတယ်ကိုပေါင်းကြီး၃လုံးအပြည့်နိုင်ပေးထားတယ်ပေါ့နော် အဲပုံမှန်လွန်ဒီယိုတဲတဲဆိုတော့ကျွန်တော်ကိုပေါင်းကြီးရဲ့နှလုံးအရှုံးလေးနှလုံးအရှုံးနှလုံး90ရှုံးပေါ့နှလုံးတူးတီဝင်ရတူးနှလုံး90ရှုံးဝင်ရုံကြလေးပေးတာများတယ်ပေါ့အခုတော့တောင်းလုံးနှလုံးအပြည့်ရှုံးဝင်ရုံပေးထားတယ်ပေါ့နော်ကိုပေါင်းကြီးကဒါ body နဲ့ရှင်းမယ်ဆိုနည်းနည်းလေးပြင်းတဲ့ဘက်ကိုသွားတယ်ပေါ့နော်ကျွန်တော်ဒီပွဲမှာ Lorian body ကြိုက်တယ် Lorian body ကြိုက်ပါတယ်အဲနောက်တစ်ခုကကိုပေါင်းပေါ့နော်ကိုပေါင်းကနှစ်တင်းစလုံးကလက်ရှိမှာနောက်ဆုံးနှစ်ပွဲဒီ ဘရက်ကနောက်ဆုံးနှစ်ပွဲဆက်9ပေါင်းအောက်ထားတဲ့အတင်းပေါ့နော်ဒေါင်းညန်ကနောက်ဆုံးပွဲစဉ်မှာ9ပေါင်းအောက်ထားတယ်အင်ကွင်းပွဲကိုကြည့်မယ်နောက်ဆုံး3ပွဲဆက်9ပေါင်းပေါ်တက်ထားအင်ကွင်းမှာ17ဆိုမဲ့ line လေးကိုသူကိုပြက်ရှိပဲရှုံထားတယ်နောက်တစ်ခုကကြောင့်မိုနာကိုသူရီဘန်သူနိုင်ထားအဲ့တော့လော်ရီယန်ကနည်းနည်းလေးတော့ဟိုစိတ်တော့မချရဘူးပေါ့နော်ဟိုနိုင်အနိုင်ရှုံးအသိစိတ်မချဘူးကိုတော့ရတယ်ကိုလည်းပေးရအနေထားတော့တွေ့ရ Runnis ကိုကြောက်တော့4စီးနဲ့နိုင်ပြန်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ် ဘရက်ကကြတော့အဝေးကွင်းမှာနောက်ဆုံးပွဲစဉ်အန်ကာကိုတူးစီးနဲ့နိုင်နေလန့်ကိုရှုံးနေတူးလော့ကိုရှုံးနေเนาะအဲ့တော့ဟိုကျွန်တော်ဒီဘက်မှာအဲခဏဘရက်ကဒါပြီး PSG နဲ့ကင်ရမယ်ဗျာเนาะအဲအဲ့တခုကနည်းနည်းလေးသုံးရရှိလန့်ကတော့အော်လော်ရီယန်ကတော့အန်ကာနဲ့ကင်ရမယ်เนาะအဲ့တော့ကျွန်တော်ဒီပွဲမှာဟိုဟာပဲကြိုက်ပါတယ် လော်ရီယန်ဘော်ကြီးကြိုက်တယ်ကိုပေါင်းအပေါ်ပဲကြိုက်ပါနော်ကိုပေါင်းကအပေါ်ပဲသွားမယ်ထင်တယ်နှစ်တင်းစလုံးနည်းနည်းလေးကိုတွင်းရလေးရှိရယ်ကိုလည်းပေးနေရအနေထားပါနော်အဲ့တော့လန်းအဲ sorry လော်ရီယန်ဘော်ဒီနဲ့ကိုပေါင်းအပေါ်လေးကြိုက်ပါနော်နောက်ကရန်နစ်နဲ့အော်စီရန်နစ်ကတလုံး80နိုင်၃လုံး50နိုင်အဒီပွဲမှာတလုံး80နိုင်ကခဏနော်ကျွန်တော်အမှတ်ပေးစရာကြည့်ပြမယ် စတိစတိကနေ35 380နဲ့음လက်ခံပြီးလို့ရပါတယ်เนาะကျွန်တော် runness တို့ land တို့ဆိုရင်ကျွန်တော်တူလောလို့ပြောဆိုအိမ်ငွေအရင်ကြိုက်တယ်ဗျဒီကောင်းနေလေဒီနေ့လီကူမှာကျွန်တော်ဒီကောင်းနေကိုအိမ်ငွေအသားကြိုက်တယ်ဒါပေမဲ့ဒီကောင်းနောက်ပိုင်းကျတော့ဟိုထင်တိုင်းနေကြရင်လှုပ်ရှင်တိုင်းနေလှုပ်တော့တိတ်မရွေးဖြစ်တော့တာအခုပြန်ကြည့်လိုက်အောင်မယ်เนาะ runness ကနောက်ဆုံးအိမ်ငွေ၃ဘွဲ့ဆက်မရှုံထားဘူးလိုင်းယွင်းကိုနိုင်တယ်မာသီကိုလည်းနိုင်တယ်ဗျเนาะ land ကိုတော့တည်ကြတာမစိုးဘူးဗျာ running ကနော်ကြီးရတော့ကျွန်တော်မကြိုက်ဘူးတလုံး80နိုင်ကြီးရတော့ကျွန်တော်မကြိုက်ဘူးဒါပေမဲ့ဒီဘက် running မဆိုး body အောင်လောက်တယ် running body ကြိုက်တယ်ကိုပေါင်းကြီးရတော့တလုံး90နိုင်ကျွန်တော်ကိုပေါင်းပေါ်ပဲကြိုက်နော်ဒီနေ့ပြင်းလေးလူကဝမ်းရဲ့ကိုပေါင်းပေါ်နေကြိုက်နေနော်အဲပြင်းလေးလီဂူဝမ်မှာဟိုစပိန်တို့အီတလီတို့ရဲ့ဆိုင်ဂိုးတွေပေါ်သေးရဲ့ဗျာဂျာမန်နဲ့ပြင်းပြင်းများလီပြီးလို့ရှင်ဟိုစပိန်တို့ ဟိုအီတလီတို့ကကိုရိုးကြောင်နေကိုပေါင်းကြီးနေ live fan မှုလည်းမရှိသူတို့ reset တခါလေဟိုအနုဆုံးကြီးနေနေပေါ်ရင်ပေါ်ကဘာမှမမှန်မသိတဲ့မှာကိုရိုးကြောင်နေလောက်တာတကောင်နေကြီးအမှန်မထွက်ဘူးကောနော်အဲနောက်တစ်ပွဲ2 lot နဲ့ match 2 lot 1 3 plus 85ဒီပွဲကကျွန်တော်2 lot body ကြိုက်ပါတယ်နော်ကိုပေါင်းကတော့ကျွန်တော်ကိုပေါင်းပေါ်ရရင်ကြိုက်နေတာဒီပွဲကိုပေါင်းပေါ်နည်းနည်းလေးရှောင်းလိုက်မယ်အဲ၃လုံးလဲရောက်ကောင်းရောက်မယ်ဗျာ match ကနည်းနည်းလေးခံစစ် ကြည်ကြည်လေးလေးကစားတယ်ဗျတိုက်စစ်ကဂိုးတိတ်မရတဲ့အတင်းဆိုတော့ဟိုတူလော့တင်းတဲ့တုံးလုံးတွင်းမှာဂိုးပေါ်မှာနည်းနည်းလေးအန်တင်များတော့ကျွန်တော်ဒီပွဲမှာတူလော့ဘော်ဒီတစ်ချောင်းပဲကြိုက်ပါတယ်ဂိုးပေါင်းကိုတော့လက်ဆောင်ခြင်းပါတယ်เนาะအော်လန့်ချ်ဘော်ဒီလန့်ချ်ဘော်ဒီတို့เนาะနောက်တစ်ခုကဒီစိန်ဘော်ဒီတို့ဖရန့်ဘက်ဘော်ဒီအဲ့ကောင်ကြီးကကျွန်တော်ဘော်ဒီထိုးခွဲရွေးထုတ်ပေးဖို့တော့နည်းနည်းလေးအန်တင်များတယ်ဒီလော်ရီယန်တို့ပါပေါ့เนาะအဲ့တော့ကျွန်တော်ဒီပွဲလေးတော့မောင်းထဲမှာထည့်ပေးကောင်းထည့်ပေးမယ် အဲကျွန်တော်အဓိကသိချရတဲ့ထိုးခွက်တွေပေါ့နော်သိချရတဲ့ထိုးခွက်တွေကိုပဲဒီနေ့မှာ body ထိုးခွက်ကိုပေါင်းထိုးခွက်ထုတ်ပေးမှာဖြစ်ပါတယ်အော် member ပွဲတွေကကျွန်တော်အစောဆုံးပွဲထဲကကျွန်တော်မကြိုက်ဘူး9နိုင်ပွဲတွေထဲကကျွန်တော်မကြိုက်ထားဘူး6နိုင်ခွဲလည်းကျွန်တော်မကြိုက်ဘူးပေါ့နော်ကျွန်တော်စပေးမဲ့ပွဲစဉ်ကဘယ်ပွဲလောက်ကဖြစ်မလဲဆို9နိုင်ခွဲနဲ့9နိုင်ခွဲနောက်ပိုင်းပွဲစဉ်လောက်ကပဲထပ်စပြီးပေးဖြစ်လောက်တယ်အဲ့တော့မမပွဲပို့ချိန်ကတော့6နိုင်ကျော်ပေါ့နော်6ခွဲ 9နာရီဝင်းကျင်လောက်ပါเนาะမနေ့ကလိုပဲကျွန်တော် line ထွက်ပြီးတော့ဒါကြေးပြောင်းလက်ချက်ကြည့်ပြရနေပို့ပေးပါမယ်အဲ့တော့မမညီကိုညားထောင်နေရဆိုရင်လည်းဒါ noodle လေးလေး on ပြီးဆောင်ပေးပါ feed ညီကိုလည်းဒါ noodle လေး on ပြီးဆောင်ပေးပါမမပွေးပို့ပြရနေမမထဲကနေတကွက်တကွက်ကျွန်တော် feed လေးချပေးမှာဖြစ်ပါတယ်လက်ရှိမှာ online tick ကတိတ်ပြီးအကျိုးမပေးသေးတဲ့အတွက် online tick ကိုခဏနားထားပါမယ် မနေ့ကကျွန်တော်တို့ main body ကြားတယ် northern forest body ကြားပါတယ်เนาะအဲ့တော့ fitting နှစ်ကွက်ရပေးမယ် online တက်ပို့ပါပါကစားမယ်ကွက်တည်းကကြားသွားတဲ့အတွက်ကျွန်တော်လည်းစိတ်တိုင်းမကြအောင်ဖြစ်နေရေပေါ့เนาะအဲ့တော့ online တက်ချပေးရ nike sport ချပေး online တက်ကကြေးပြောင်းလဲပုံမူတည်ချပေးရဖြစ်တဲ့အတွက်အများကြီးမဆော့ပါနဲ့ fitting လောက်မဆော့ပါနဲ့အဲ့ fitting ထားပါတော့ fitting ကိုကျွန်တော်9000ဆော့ရဲဆိုရင်ကျွန်တော်တို့ online တက်ကို2000 3000လောက်ပဲဆော့ပါတစ်ဝက်လောက်ပဲဆော့ပါเนาะ online တက်ဖြစ်နေရတဲ့အတွက်ဘာမလို့ကြေးလဲသွားတယ်ဖြစ်နေတယ်เนาะမနေ့ကဆို Chelsea ခွေးကြီးနဲ့အောင်သွား ားတယ်အဲ့အဲ့လိုမျိုးဖြစ်တဲ့လို့ကျွန်တော်တို့အန်ဒီအများတဲ့အတွက်ဒါ online tip ကိုပေါ့ပေါ့ပါပါကစားဖို့ကျွန်တော်အကြံပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်မလဖန်တင်းလာညမှာလည်းရှိရပွဲစဉ်နဲ့အားလုံးပြန်လည်တွေ့ဆုံပါမယ်မလဖန်ကတင်းလာနေ့ကျွန်တော် ရုံးပိတ်ရဲ့ public holiday ဖြစ်လို့တဲ့ကျွန်တော်ဗီဒီယိုဗီဒီယိုကျွန်တော်ဒီလိုချိန်မဲ့ပေါ့နော်ညနေ3-4လောက်ပဲကျွန်တော်တင်ပေးဖို့အများပါတယ်နော် ကဲတော့အားလုံးအဆုံးထိကြည့်ရှုပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ Super Sunday မှာအပေါင်းအများကြီးတကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ပါစေအားလုံး good luck ပါခင်ဗျာ